မကြီးပေါင်းရင်မပါပဲခကြီးရဲ့စားလို့ကောင်းလားမကောင်းဘူးနော်စကမ်းတဲ့ကြွေးရလေးအတွင်းမှာတော့ဒေတာအစားအစာဖြစ်တဲ့ကကြီးကြိုက်ဆိုင်အတော်များများကို ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်ကကြီးကြိုက်ဟာမြိတ်ဒေတာတစ်ချောင်းမှာအလွန်နမဲကြီးလာတဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်ဆန်နဲ့ပြုလုပ်ထားတဲ့မုတ်သားအချက်ကြီးတွေကို အခုလိုခောက်ပြီးဓာတ်နဲ့ပြီးဖြတ်ကြရပါတယ်တချိန်ကတော့၎င်းမုတ်သားများကိုကက်ကြီးဖြစ် ကြိုက်ရလို့ကကြီးကြိုက်လို့ခေါ်တွင်ကြောင်းကျွန်တော်တို့သိခဲ့ရပါတယ်အခုရရှိလာတဲ့မုတ်သားတွေကိုပင်လယ်စာများဖြစ်တဲ့ကင်းမွန်ခရုများနဲ့ရောနောကျော်လော်ပြီးရောင်းချစားတော့ကြတဲ့မြိတ်ဒေသရဲ့စားစာတစ်ခုပဲဖြစ်ပါတယ်မြိတ်ဒေသမှာအစားအသောက်များရဲ့အရသာကိုပိုပြီးကောင်းမွန်စေတဲ့အချင်းရည်တမျိုးရှိနေပါတယ်ဒေသအခေါ်ရပအုံးကြီးလို့ခေါ်ပါတယ် ဲ့တော့ကန်ကြီးခဲ့ဒီမှာအဓိကတော့ဒီပအုံးရေပါအဲ့တော့ကျွန်တော်ရဲ့လူမှုကြီးသွားနေဒီအစီအစဉ်မှာဒီကန်ကြီးခဲ့နဲ့ဆက်နွယ်ပြီးတော့ဒီပအုံးရေရဲ့ပြုလုပ်ပုံကဏ္ဍလေးလည်းကျွန်တော်တင်ပြပေးပါမယ်ဒီပအုံးရေကတော့ဒီဒေသမှာထွက်ရှိတဲ့အစားအသောက်တွေရဲ့အရာသာကိုအဓိကပြောင်းလဲစေနိုင်တဲ့အရာတစ်ခုပဲဖြစ်ပါတယ်ပအုံးရေလို့ဖို့အတွက်အဓိကကတော့အခုဒီမှာတွေ့နေရဒီနေ့ပဲနေပါပအုံးရေကိုရရှိဖို့အတွက်ဒီနေ့ပဲမှာ ဒဏ္ဍာရီထုတ်ယူပုံမှာထမ်းမင်မှထရီကိုထုတ်ပြရတဲ့ပုံစံနဲ့အသွင်တူလာပါတယ်။ဒဏ္ဍာရီရဲ့အယိုးဒဏ်ကိုလိပြတ်ပြီး အခုလိုဝါကြည်တော့နဲ့24နာရီကြာခံယူထားရပါတယ်။ရရှိလာတဲ့ဒဏ္ဍာရီကိုတော့16ရက်ခန့်အချင်းဖောက်ပြီးရင်ပအုံးကြီးကို ရရှိကြမှာဖြစ်ပါတယ်။ရရှိလာတဲ့ပအုံးကြီးကိုအခုလိုအနိကလိလာမယ်ဆိုရင်တော့လှုပ်ခတ်နေတဲ့အကောင်လေးများကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျမ်းမရေးရှုတော့ကနေကြည့်မယ်ဆိုရင်တော့ဒီကောင်လေးတွေရဲ့ဘေးတွေ့ဆူကြကဘာတွေဖြစ်လာနိုင်လဲဆိုတာအသေးချာမသိရသေးပေမဲ့ဒီပအုံးကြီးကိုမြိတ်ဒေသတစ်ဝိုက်မှာလွန်ခဲ့သောနှစ်ပေါင်း100ကျော်လောက်ကတည်းကပေါ်ပေါက်နေကြောင်းကျွန်တော်တို့လိလာသိရှိခဲ့ကြရပါတယ်ခင်ဗျာ